7 day ပြည့်သက်များမင်္ဂလာပါရှင်ဒီတပတ် The Kitchen Season ကနေဟင်းတစ်ခွက်ထဲနဲ့အရသာနှမျိုးရရှိစေမယ့်ပဇွန်လျှောက်ရွက်ဟင်းကျိုးကို တင်ဆက်ပေးပါမယ်ပဇွန်လျှောက်ရွက်ဟင်းကျိုးပြုလုပ်ဖို့အတွက်ဆိုလို့ရှိရင်ပဇွန်ကိုပဇွန်ထုတ်လိုပါတယ်ဒါမှမဟုတ်လို့ရှိရင်ပဇွန်ထုတ်တဲ့တစ်ဆိုင်သေးတဲ့ပဇွန်တွေကိုတေချာအမိဖြက်ပြီးလို့ရှိရင်ခေါင်းဖြက်တကယ်လို့အမိခြံထားခြင်းလည်းရပါတယ် ပြီးလို့ရှိရင်ကြောခွဲပြီးတော့အညစ်အကြေးတွေကိုထုတ်ထားပါမယ်။ဆက်ဆောက်ဦးဆုံးမှာရင်နွေးကိုဆူအောင်တည်ထားရပါမယ်။ရင်နွေးပွပွဆူလာတဲ့အခါမှာတန့်စင်ထားတဲ့ပဇွန်တွေကိုထည့်ပါမယ်။ပြီးရင်စားနဲ့အချိုအငံကိုနှစ်သက်တလောက်ထည့်ပါမယ်။ဒါကို ဖုံးအုပ်ပြီးတော့ဖောက်ပွက်ပြန်ဆူလာတဲ့အထိတဲပါမယ်။တဲနေတဲ့အချိန်မှာခြင်လောက်ပါမယ်။အချိန်အတွက်ဆိုလို့ရှိရင်စက်တုံဖြူမေယူသီးစိမ်းကမိမိလိုသလောက်အဆက်အနေအထားတိုင်းထည့်ပါ။ပြီးလို့ရှိရင်စားအနေငယ်ထည့်ပါမယ်။ပြီးလို့ရှိရင်တကြားအနေငယ်ထည့်ပါမယ်။ပြီးလို့ရှင်ငံပြရဲ့အနေငယ်ထည့်ပါမယ်။ပြီးလို့ရှင်နန်းနမင်းအမြင့်တွေကိုထည့်ပါမယ်။ ဒါကိုညက်နေအောင်ထောင်းပါမယ်ထောင်းထားတာတွေညက်ညက်ကြေသွားပြီဆိုလို့ရှိရင်ဗကန်တစ်လုံးထဲမှာထည့်ထားပါမယ်ဒီထဲအုံမှာညှစ်ထားတဲ့တံမြရာကြီးကိုဆမ်းပါမယ် အငံအချိုအချင်းမြည်ပြီးတော့အနှဲငယ်ပြန်ပြီးတော့လိုအပ်တာလေးတွေကိုထပ်ဖြည့်ပါမယ်အချင်း sauce ready ဖြစ်ပြီဆိုလို့ရှင်ပဇွန်ဟင်းကိုခတ်ပါမယ်ခုဆိုလို့ရှင်အထဲမှာရှိတဲ့ပဇွန်တွေကလည်းအစီလေးတွေထွက်ပြီးတော့ကြက်နေပါပြီဒါဆိုလို့ရှင်ဟင်းရည်အတွက်အဆင်သင့်ဖြစ်ပါပြီပဇွန်လေးတွေကိုဆယ်ပြီးတော့အရေးစစ်ထားပါမယ် ပပွက်ဆူနေတဲ့ရင်းကြိုတွေကိုခွက်တစ်ခုထဲမှာထည့်ပါမယ်ဒီခက်လို့ရလာတဲ့ရင်းကြိုခွက်သေးကိုရှောက်ရလေးတွေဖြူထည့်ပါမယ်ပြီးလို့ရှိရင်စစ်ထားတဲ့ဇွန်လေးတွေကိုအောက်မှာစီထည့်ပါမယ် ခုဆိုလို့ရှိရင်ဟင်းကြိုတွေကနေပြီးတော့ဆဲထုတ်ထားတဲ့ပဇွန်လေးကိုမြေုပ်သီးဆက်ဆက် sauce နဲ့တို့စားပြီးတော့ဟင်းကြိုပူပူကိုတောက်သုံးနိုင်တဲ့ပဇွန်ရှောက်ရဲ့ဟင်းကြိုတစ်မျိုးကိုရရှိသွားပါပြီ။နောက်တစ်ပတ်မှာတော့ The Kitchen Season ကနေတက်တက်လွတ်ဟင်းလျာတစ်မျိုးဖြစ်တဲ့အာလူးနှက်နဲ့ပဲနီလေးဟင်းကြိုချက်ပြုတ်နီကိုတင်ဆက်ပေးသွားပါမယ်။